နဗျူတန်လနအိုပောင်ကျိုးဆိုတာဘာလဲလို့သွင်းလင်းထက်ကိုတင်ပြီးခဲ့တဲ့ဆန်အေအလုံးမဲမင်္ဂလာပါမန်ချက်စတာဖုတ်ဘောဆုံကနေပြန်လဲကြိုဆိုပါရစေနဗျူတန်လနအိုပောင်ကျိုးတလောက်ပဲရှိသေးဆိုတဲ့မြန်မာစကားပုံကသိပ်မှန်ပါရစေဘာဖြစ်လို့လဲဆိုတော့ပောင်ကျိုးနေတဲ့နအိုကနဗျူထက်အတွေ့အကြုံတွေအများကြီးပိုင်ဆိုင်ထားတာကြောင့်ကိစ္စတစ်ခုကိုဘယ်လိုရင်ဆိုင်ရမလဲဆိုတာကောင်းကောင်းကြီးသိနေလို့ဖြစ်ပါရစေ အခုလဲနအိုကြီးဆိုင်ကနဗျိုလေးသွင်းလင်းထက်ကိုနေစတဲ့ပိုင်းအရာရောစိတ်တဲ့ပိုင်းအရာကပါအသာစီးကစားသွားပြီးထက်တဲ့တဲ့နဲ့အနိုင်ပြသွားခဲ့ပါတယ်ဒီပွဲမှာသွင်းလင်းထက်ဟာဆိုင်လိုဝိုင်းရဲ့ဖိုင်တာတို့ကိုယင်ဆိုင်ရတာဖြစ်ပြီးသူလွတ်နိုင်သလားအကောင်းဆုံးကြိုးစားခဲ့ပါတယ်သူလုံးပြခဲ့တာတွေကိုအချင်းတော့ပြောပြပေးရမယ်ဆိုရင်ရန်လုံမှုနဲ့လှိမ်မြန်မှုသွင်းလင်းထက်ကပထမအချိန်မှာသူ့ရဲ့ရန်လုံတဲ့ကစားပုံကိုပြသခဲ့ပြီးလှိမ်မြန်တဲ့ခြေကံချက်တွေနဲ့ဆိုင်ကိုဖိအားပေးဖို့ကြိုးစားခဲ့ပါတယ်ဒါဟာသူ့ရဲ့လူငယ်ဖိုင်တာဆန်တဲ့စွမ်းအင်ကိုပြသခဲ့တာပါပက်တထောင်ရိုက်ချက် ဒုတိယချီမှာဆိုင်ကိုထိမှန်ခဲ့တဲ့ပက်တရွန်ရဲ့ချက်ဟာသွေးလင်းထက်ရဲ့ထူးချွန်တဲ့နေစတပိုင်းတစ်ခုတိုက်ခွဲတစ်ခုဖြစ်ခဲ့ပါရီဒီတိုက်ခိုက်မှုဟာဆိုင်လိုဝိုင်းရဲ့ဖိုင်တာကိုအမှတ်စဉ်ရည်စည်ခဲ့ရတဲ့အထိဖြစ်ခဲ့ရပါရီစိတ်သက်ခွန်အားဆိုင်ရဲ့ဖိအားပေးမှုကိုရင်ဆိုင်ရင်းသွေးလင်းထက်ဟာပွဲပြီးဆုံးတဲ့အထိဆက်လက်တိုက်ပွဲဝင်ခဲ့ပါရီသူရဲ့မဆုံးမနစ်ကြိုးစားမှုဟာချီးကျူးစရာဖြစ်ပါရီဒါပေမဲ့သွေးလင်းထက်ရဲ့အနာဂျက်တွေကိုလည်းပြောမှဖြစ်မှာပါခန္ဓာရင်းနဲ့အာယုံဆူဆိုင်မှုဒုတိယချီရဲ့တဝက်လောက်ကနေစလို့သွေးလင်းထက်ရဲ့ခန္ဓာရင်းနဲ့အာယုံဆူဆိုင်မှုကကြာဆင်းလာခဲ့ပါရီဆိုင်ရဲ့ဒရက်ဆက်ဖိအားပေးမှုတွေကိုသူမခံနိုင်ခဲ့ပါဘူးနောက်ပြီးတော့ဆိုင်ကပွဲကို တန်ပိုတင်ကစားလာချိန်မှာသွေးလင်းထက်ကဒီတန်ပိုနောက်ကိုမှီအောင်မလိုက်နိုင်ခဲ့ပါဘူး။ဖြူဟာပိုင်းလိုအပ်ချက်သွေးလင်းထက်ကသူ့လုံးနေကြပုံစံတိုင်းသူ့ရဲ့ရန်လိုတဲ့ကစားပုံကိုအဓိကထားအကူခဲ့ပြီးဆိုင်ရင်ရဲ့ဖြူဟာကြတဲ့ကစားပုံကိုတံပြန်ဖြည့်ရှင်းမှုစီစဉ်ရှိခဲ့ပါဘူး။ဒါသူ့ရဲ့အတွေ့အကြုံမရှိမှုကိုဖော်ပြခဲ့ပါတယ်။အကွာဝေးထိန်းချုပ်မှုဆိုင်ရင်ရဲ့အကွာဝေးထိန်းချုပ်မှုကိုသွေးလင်းထက်ကထိရောက်စွာဖြိုပြနိုင်ခြင်းမရှိခဲ့ပါဘူး။ဒါကသူ့ရဲ့ထိုးချိမ့်မှုတွေကိုထိရောက်မှုနည်းပါးစေခဲ့ပါတယ်။ဆိုင်ရာဒီပွဲမှာသူ့ရဲ့ကနဝင်ဖိုက်တာဆန်နဲ့စွိုင်းကိုအပြေးကွာပြသခဲ့ပါတယ်။သူ့ရဲ့အာသာချက်တွေကိုကျွန်တော်မြင်မိသလောက်တင်ပြပေးရရင် တည်ငြိမ်မှုနဲ့ပြူဟာကြမှုဆိုင်းအရာပွဲစဉ်တစ်လျှောက်တည်ငြိမ်စွာကစားခဲ့ပြီးသွင်းလင်းထက်ရဲ့ထိုးချိမှုတွေကိုဖတ်နိုင်ခဲ့ပါသည်။သူရဲ့ပြူဟာကြတဲ့ကစားပုံးဟာသွင်းလင်းထက်ကိုဖိအားပေးပြီးအမှားတွေပြုလုပ်စေခဲ့ပါသည်။အကွာဝေးထိန်းချုပ်မှုဆိုင်းရဲ့အကွာဝေးထိန်းချုပ်မှုဟာသွင်းလင်းထက်ရဲ့ထိုးချိမှုတွေကိုထိရောက်မှုနှေးပါစေခဲ့ပါသည်။ သူဟာသွင်းလင်းထက်ရဲ့အနေရရှိတဲ့ပတ်တောင်တွေကိုရှောင်ရှားနိုင်ခဲ့ပြီးသူရဲ့ထိုးချိမ့်မှုတွေကိုတိကျစွာထိမှန်စေခဲ့ပါတယ်။ထိုးချိမ့်မှုမျိုးစုံသုံးဆမှုဆိုင်ရာခြေကန်ချက်ဒုကန်ချက်လက်သီးချက်တွေကိုပေါင်းစပ်သုံးပြုခဲ့ပြီးသွင်းလင်းထက်ကိုမျောလင်းထားတဲ့ထိုးချိမ့်မှုတွေနဲ့ဖိအားပေးနိုင်ခဲ့ပါတယ်။ကန်ချက်တွေဆိုရင်လည်းအမြင့်ကန်ချက်နှိမ့်ကန်ချက်စုံပါတယ်။အထူးသဖြင့်သူရဲ့အားသာချက်ဖြစ်တဲ့ဘဲချေအမြင့်ကန်ချက်ဟာအတော်လေးကိုကြောက်စရာကောင်းခဲ့ပါတယ်။ခန္ဓာရင်နဲ့တွေ့ကြုံ ဆိုင်အီဟာသွင်းလင်းထက်ရဲ့ပတ်တရောင်ရဲ့ချက်ကိုပထမတစ်ချိန်မှာခဏရင်ရှိစွာရင်ဆိုင်ခဲ့ပြီးဒုတိယအချိန်စက်တက်ရက်ခံခဲ့ရတဲ့အချိန်မှာနော့ဒေါင်းကျခဲ့တာပါ။ဒါအပြင်သူ့ရဲ့နေစနစ်တရားထိုးသတ်မှုတွေအကြောင်းလဲသွင်းလင်းထက်ရဲ့ပတ်တရောင်ရဲ့ချက်တွေကိုကောင်းကောင်းထုတ်မသွင်းနိုင်ရပါဘူး။ဒါအပြင်ဆိုင်အီကပွဲကြည့်တစ်လျှောက်လုံးသူ့ရဲ့တက်လုံတဲ့ခဏရင်ကိုကောင်းမွန်စွာထိမ့်သိမ့်နိုင်ခဲ့ပါရီ။သူ့ရဲ့နှစ်ပေါင်းများစွာအတွေ့အကြုံဟာဒီပွဲမှာအဓိကအားသာချက်ဖြစ်ခဲ့ပါရီ။ဒီပွဲဟာသွင်းလင်းထက်အတွက်ရှုံးနေမှုတစ်ခုဖြစ်ခဲ့ပြီးမြေသူ့ရဲ့နာဂတ်အတွက်ဖိုးတန်သင်ခန်းစာတွေကိုပေးခဲ့ပါရီ။ ဆိုင်အီလိုထိတ်တန်းဖိုင်တာနဲ့ရင်ဆိုင်ခဲ့ရတဲ့အတွေ့အကြုံဟာသွေးတင်ထက်ကိုပုံမတန်မာတဲ့ဖိုင်တာတို့ဖြစ်လာစီမှာပါဒီပွဲကသူ့အတွက်ဘလို့သင်ငန်းစာတွေပေးခဲ့တယ်လဲဆိုတာကိုအကျဉ်းများဆွေးနွေးပြီးညှိကုန်းချုပ်ချင်ပါတယ်ဖြူဟာပိုင်းပြင်ဆင်မှုလိုအပ်ချက်သွေးလင်းထက်သူ့ရဲ့ရန်လုံးတဲ့ကစားပုံကိုအဓိကအားကိုးခဲ့ပြီးဆိုင်ရင်ရဲ့ဖြူဟာကြတဲ့ကစားပုံကိုတံပြန်ဖြည့်ရှင်းမှုအစီအစဉ်ရှိခဲ့ပါဘူးထိတ်တန်းစင်မှာအောင်မြင်ဖို့ဆိုရင်ပြန်မဲ့ရဲ့ကစားပုံကိုအသေးစိတ်လေးလာပြီးဖြူဟာကြကြပြင်ဆင်မှုတွေလုပ်ဖို့လိုအပ်တယ်ဆိုတာကိုဒီပွဲကသင်ပေးခဲ့ပါတယ်ခံနိုင်ရင်နဲ့အာရုံစူးစမ်းမှုဒိုးတက်ဖို့ သွေးလင်းထက်ရဲ့ဒုတိယအချီမှာခန္ဓာရည်ကျဆင်းလာခဲ့တာကသူ့ရဲ့အာဏာချက်တစ်ခုဖြစ်ခဲ့ပါတယ်။ထိုက်တန်ဖိုင်တာတွေနဲ့ရင်ဆိုင်မှုဆိုရင်ပွဲချီတျှောက်ခန္ဓာရည်နဲ့အာယုံစုဆိုင်မှုကိုထိန်းသိမ်းနိုင်ဖို့လေ့ကျင့်မှုတွေပုံမလွဲတယ်ဆိုတာကိုဒီဘွဲကဖော်ပြခဲ့ပါတယ်။အကွာအဝေးထိန်းချုပ်မှုလေ့ကျင့်ဖို့ဆိုင်ရဲ့ကွာဝေးထိန်းချုပ်မှုဟာသွေးလင်းထက်ရဲ့ထိုးချိမှုတွေကိုထိရောက်မှုနေပါစေခဲ့ပါတယ်။ကန့်သက်စီခဲ့တယ်လို့တော့ပြောလို့ရပါတယ်။သွေးလင်းထက်အနေနဲ့ပြိုင်ပွဲရဲ့ကွာဝေးထိန်းချုပ်မှုကိုဖြိုပြနိုင်ဖို့အနည်းစတဲ့တွေကိုလေ့ကျင့်ဖို့လွတ်တယ်ဆိုတာကိုဒီဘွဲကသင်ပေးခဲ့ပါတယ်။အတွေ့အကြုံယူတဲ့ရပါမယ်။ ဆိုင်ယေလဝိုင်ရဲ့ဖိုက်တာနဲ့ရင်ဆိုင်ခဲ့ရတဲ့အတွေ့အကြုံဟာ Twin Link ထက်အတွက်ဖိုးတံပါတယ်ဒီပွဲကသူ့ရဲ့အနာဂျက်တွေကိုဖော်ပြပေးခဲ့ပြီးထိတ်တန်းစင်းမှာအောင်မြင်မှုဘာရီလိုအပ်နေသေးလဲဆိုတာကိုနားလည်စေခဲ့ပါတယ်အချို့ဆိုရရင် Twin Link ထက်နဲ့ဆိုင်ယေတို့ရဲ့ပွဲစဉ်ဟာမွေထိုင်းလောကရဲ့ဆစ်လုံရှားစရာထိတ်တဲတွေ့ဆုံမှုတစ်ခုဖြစ်ခဲ့ပြီး Twin Link ထက်အတွက်ဖိုးတံသင်ကန်းစာတွေကိုပေးခဲ့တဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်ဆိုင်ယေရဲ့ဝိုင်ရဲ့ဖိုက်တာစင်းရဲ့ကစားပုံတည်ငြိမ်မှုနဲ့ viewer ကြတဲ့ထုတ်ချက်မှုတွေက Twin Link ထက်ကိုလုံးဝလွှမ်းမိုးနိုင်ခဲ့ပြီးထိတ်တန်းစင်းမှာအောင်မြင်မှုညံတကူတဲ့ထက်အတွေ့အကြုံခံနိုင်တဲ့ viewer ပိုင်းပြည့်စုံမှုတွေလိုအပ်ကြောင်းသက်သေပြခဲ့တဲ့ပွဲလိုပဲဆိုလိုက်ပါစေဒီပွဲနဲ့ပတ်သက် က်သက်လို့ညီကိုရဲ့အမြင်တွေကိုလည်းပြောပြပေးခဲ့ကြပါအောင်အဆုံးထိကြည့်ပေးခဲ့ကြလို့အားလုံးကိုကျေးဇူးများတင်ပါတယ်